သွေးလွန်တကွေယောဂါကျူတင်ကာကွယ်နေနေရေးလုပ်ငန်းများဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအင်ဒိုမြို့ရှိဘုံကြီးချောင်းစာတင်ချောင်းများရှိတုံးရီကန်တောင်ရီကန်များ၌မိုးရသည်တွင် ဖြစ်များသော သွေးလွန်တကွေအန်တယ်မှကင်းဝေးစေရန်ယနေ့နေ့9နာရီကအဘိစီစိတ်ခတ်ပေးခြင်းလုပ်ငန်းများလိုက်လံဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။အဆိုပါအဘိစီများလိုက်လံခန့်နှံပေးရတွင် အောင်မြေသားစီဘုံကြီးချောင်း ရရဏအောင်မြေဘုံကြီးကြောင့်ရံအောင်မြေဘုံကြီးကြောင့်အထကအင်တော်အမကမူလွန်အမကနှင့်စာတင်ကြောင်းတို့တွင်တွင်စင်းကကျောင်းရှိရေကန်များအဘိစေများလိုက်လံခန့်နံပေးခဲ့ကြပါသည်မိုးကာလ၌အ धिक အဖြစ်များသောခြေမတဆင့်ကူးဆက်တတ်သောသွေးလွန်တကွေးရောဂါကျူးတင်ကာကွယ်ရေးအတွက်ဖုံးသွွန်လဲစစ်လုပ်ငန်းဆောင်ရွက်ခြင်းမတော်နိုင်မလည်နိုင်သောရေကန်များကြောက်စီများနှင့် ရေတုလောင်ကများအတွင်သို့အပိတ်စေးခတ်ပေးခြင်းကျမ်းမာရေးအသိပညာပေးခြင်းများကိုအင်ဒိုတိုက်နယ်ကျမ်းမာရေးဦးစီးဌာနမှကျမ်းမာရေးဝန်ထမ်းများကျောင်းဆရာဆရာမများမြို့မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှဥက္ကဋ္ဌနှင့်အဖွဲ့များပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်ခမညာ